မင်းမြင်ရင်ကြောက်စရာအရာတခုလို့ကြောင်လန့်ပြက်ကအသက်6နှစ်အရွယ်ထိထမင်းမစားဘဲနေလာခဲ့တဲ့ကိုရင်လေးအားလုံးပဲမင်္ဂလာပါဗမစ်စနောင်းကနေကြိုဆိုလိုက်ပါတယ်မြန်မာနိုင်ငံကထမင်းကိုအဓိကစားသုံးတဲ့နိုင်ငံဖြစ်တယ်လို့ကလေးရွယ်ကစပြီးမိဘတွေကထမင်းစားတတ်အောင်တိတ်ချကြွေးကြတာပါကလေးတိုင်းကလည်းမိဘတွေကြွေးသမျှကိုမငင်းဆန်ပဲအကုန်လုံးစားနေတတ်ပါတယ်ဒါပေမဲ့ကိုရင်ဝင်းနဲ့အသက်6နှစ်အရွယ်ဒီသားလေးကတော့ထမင်းစားဖို့ကိုတရေတွေမကောင်းဆုံးဝါးတွေကိုမြင်တယ်လို့ကြောင်ရွံ့ပြနေတတ်ပါတယ် တိတဆအရွယ်ကလေးကကိုရင်လေးဟာထမင်းလုံးဝမစားဘဲနေလာခဲ့တာဆိုရင်6နှစ်အရွယ်ကိုရောက်လာခဲ့ပါပြီ။ဖခင်ဖြစ်သူကစီပင်ဝန်ထမ်းတွေဖြစ်ကမိခင်ကတော့ဆန့်ယုံအလုပ်လုပ်နေတာပါ။သားလေးကအကြီးဆုံးသားလေးဖြစ်ပြီးအောက်မှာတစ်နှစ်ကျော်အရွယ်ညီလေးတစ်ယောက်လည်းရှိပါတယ်။ စီပင်ဝန်ထမ်းမိဘတွေကစီပင်လာစာလေးနဲ့တားနှစ်ယောက်ကိုပြုစုပြောထောင်နေရတာပေါ့ဒီအထက်မှာတားအကြီးဆုံးဖြစ်သူကတိတက်ဆကလေးကထမင်းမစားဘဲနေလာခဲ့တာဖြစ်ပါတယ်ဖြေးဆော့စာကျွေးလို့ရတဲ့အရွယ်ကလေးကမိဘတွေဟာတားဖြစ်သူကိုထမင်းစကျွေးပါတယ်ဒါပေမဲ့တားဖြစ်သူကတိတက်ပါပြီဆိုကလေးကထမင်းကိုခက်ခါတိတိညှဉ်းဆန်တာပေါ့ ထမင်းမြင်ရင်ကြောက်စရာကောင်းတယ်လို့တုတ်ပြန်တယ်လို့ဘိုးကောင်တွေဆိုပြီးလဲပါဇက်ကနေအမြန်ထုတ်ပြောပါတယ်။ဒါအပြင်ထမင်းမြင်ရင်အော့အန်ပြတဲ့အမွေးရရီကိုလည်းအမြဲလိုလိုလှုပ်ပြတတ်တာပေါ့။အမျိုးမျိုးချော့ပြီးကျွေးပင်မဲ့လဲထမင်းလုံးဝကျွေးမရခဲ့ပါဘူး။ဒါကြောင့်မို့လဲထမင်းလုံးဝကျွေးလို့မရပဲနောက်ဆုံးမှာတော့မုတ်တာကျွေးရတာပေါ့။ မုတ်တွေခောက်ဆွဲပြုတ်တွေဆိုရင်ဆွဆွမဲမဲစားနိုင်ပေမဲ့ထမင်းဆိုရင်တော့လုံးဝကိုမစားကျင်နေတာပါ။ဒါအပြင်မိသားစုတွေထမင်းစားတာမြင်ရင်လည်းတားလေးကအများနဲ့ထထွက်သွားခဲ့ပါတယ်။လက်ရှိမှာတော့ကိုဝင်ဝှက်ဖို့ပူစားတာကြောင့်ကိုရင်ခုနှစ်ရဝှက်လို့နေတာပါ။ကိုရင်ဝှက်နေတုန်းလဲဆုံးလုံးဝမစားပါဘူး။မိဘတွေကတော့တားဖြစ်သူအကြောင်းသိနေတာမို့ကိုရင်ဝှက်နေတဲ့အချိန်မှလည်းမုတ်တွေနဲ့ခောက်ဆွဲတွေကိုတော့ခွဲပြီးသွားဖို့ပေးနေကြရတာပါ။ကိုရင်လေးကအခြားကိုရင်လေးတွေနဲ့အတူတူထမင်းတဝိုင်းတည်းလဲတူတူမစားခဲ့ပါဘူး။ ကိုရင်လေးစားဖို့အတွက်ခောက်ဆွဲနဲ့အချောင်းလိုအပ်တာတွေကိုအမြတ်ဖို့ပေးနေရတာပါကိုရင်လေးကမုံနဲ့အခုလိုအသင့်စားခောက်ဆွဲတွေသာအစားမြတာမို့ဒီပောင်းတွေမှာမရှိတဲ့ဈာရဲကနေတီးတန့်ဖဲထားကခွဲထားနေရတာဖြစ်ပါတယ် တဖြစ်သူအတွက်မုတ်ဖိုးကိုတရက်ကိုတပေါင်းနီးပါးလောက်ကိုဖယ်ထားရတာပါစီပင်ဝင်နှမိဘတွေအနေနဲ့တော့တရက်ကိုတပေါင်းအတရင်ဖယ်ထားရတာကမလွယ်ကူပါဘူးမိသားစုဆောင်ဝင်နေရတဲ့အတွက်ဈေးတောင်းစီမဟုတ်ဖဲတဖြစ်သူအတွက်တီးတန်းကိုဖယ်ထားရတာပါမတန်းနိုင်ပေမဲ့လည်းမုတ်မှမကျွင်းရင်တဖြစ်သူကဘာမှမစားတာကြောင့်မရှိရှိတဲ့ဈေးတွေကနေကျွင်းနေရတာပါထမင်းစားအောင်တချို့ကလည်းရိုက်ပြီးကျွေးလို့ပြောကြပေမဲ့ရိုက်ကျွေးလည်းမစားတာကြောင့်အသားနိုင်ုံသာရှိတာမို့မိခင်ကနောက်ဆုံးမှာတော့အလိုလိုက်ထားတာပါ ကိုရင်လေးဝင်နေတဲ့အချိန်မှလည်းထမင်းမစားဘဲမုတ်စားနေသလိုကိုရင်ထွက်ပြီးရင်လည်းမုတ်တွေပဲဆက်စားနေမှဖြစ်ပါတယ်။ဒါဖြစ်သူဟာထမင်းစားဖို့ကိုလုံးဝလက်မခံပဲယွန်စရာအရာတစ်ခုလိုသာမြင်လို့နေတာပေါ့။ဒါကြောင့်မို့လဲမိဘတွေကဒါဖြစ်သူကိုမုတ်ကြွေးဖို့အတွက်မရှိရှိတဲ့ဈာရဲကနေရုံးကန်ကြရအောင်မှာပေါ့။အငယ်ဆုံးသားလေးကတော့ထမင်းကိုကြောက်ရွံ့နေတာမျိုးလုံးဝမရှိပါဘူး။ဘရိတ်တိုအနေနဲ့ရော ထမင်းမြင်ရင်ကြောက်စရာအရာတစ်ခုလိုကြောက်လန့်ပြကောင် အသား6နှစ်အရွယ်ထိထမင်းမစားဘဲနေလာခဲ့တဲ့ကိုရင်လေးအပေါင်းအမြင့်လေးတွေကိုပြပြခဲ့ပါအောင်ရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်ထပ်နောက်ထပ် celebrity သတင်းများအတွက်ကျမတို့ရဲ့ page ကို like and follow လေးလုပ်ခဲ့ကြပါဦးနော်။နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ။